ကျွန်တော်သူငယ်တန်းမတက်ခင်ကတည်းကဘလုံးပွဲတွေကြီးတက်နေပါပြီအဖိုးကပရီးမီးယားလိပွဲတွေရှိတဲ့ညဆိုကြာစိတ်တစ်ခွက်250သာပေးရတဲ့လပိအဆိုင်မှာညနေ9:00နာရီလောက်ကနေည10:00နာရီလောက်ထိလာသမျှဘလုံးပွဲတိုင်းကိုကြည့်ပါတယ်ကျွန်တော်ကတော့သူတို့ဘလုံးပွဲမလာခင်တဲ့ပထမပိုင်းပြီးတဲ့အချိန်မှာ Discovery Channel ကပြတဲ့ကြားတဲ့မိချောင်းတွေမွေးတွေကျွန်တော်ပုံဝန်းကျင်မှာတစ်ခါမှမမြင်ဘူးတဲ့တရိတ်ဆန်တွေကိုကြည့်ချင်လို့လိုက်သွားပါတယ်ဘလုံးပွဲလိုက်ရင်တော့အိတ်ငိုက်ပြီပေါ့ဗျာ ဘလုံးပွဲတွေကိုစကြိုက်သွားတာကတော့အာဆင်နယ်ကစားတော့ကြည်ပြီးကြိုက်သွားတာဗျဒါကတော့အာဆင်နယ်ဖန်ဖြစ်လာပုံဆိုတဲ့ဗီဒီယိုထဲမှာအကျယ်တဝင်းပြပြထားပါတယ်အသက်9နှစ်လောက်ရောက်တော့ကျွန်တော်စာကောင်းကောင်းဖတ်တတ်နေပါပြီတောင်းစာတွေကြည့်ရမှမှတ်ရမှပြင်းတလို့အင်အားတို့90မိနစ်တို့လို့ဘလုံး channel လို့ဆိုမလို့စတန်ဖတ်တယ်ကျွန်တော်ခုနကပြောသလိုပေါ့အဖိုးကြောင့်ဘလုံးပွဲတွေကြိုက်လာတယ်ဘလုံး channel တွေဖတ်ရတာကြိုက်လာတယ် channel တွေဖတ်တယ်ဆိုတော့အဲ့ခရေကကျွန်တော်ကဘာနာအခွန်အသင်းလို့စီးပွားကူတန်အသင်းလို့ကို တိနေပြီဗျ။ဘာလို့လဲဆိုတော့သူတို့နှစ်သင်းကပဲမြန်မာလီရဲ့အဆင့်တက်နှစ်ကိုတလဲစီယူနေကြတာလေ။2009ခုနှစ်အရောက်မှာတော့ကျွန်တော်သက်10နှစ်ရွယ်လောက်မှာမြန်မာလီကနေမြန်မာ National League ဆိုပြီးမြန်မာပြည်ရဲ့ပထမဆုံး Professional League ကိုစတင် ကျင်းပတော့မယ့်အကြောင်း Channel ထဲမှာပါလာတယ်။တကယ်ဝမ်းပေါ့ကျွန်တော်နဲ့အတူမြန်မာတနိုင်ငံလုံးကလည်းစိတ်ဝင်စားကြပြီလေကံမဲ့အတင်းတွေကလည်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုကိုစားပြုမှဆိုတော့ မိုက်ပြီးလေဗျာရန်ကုန်နဲ့မန္တလေးတို့မကွေးနဲ့အေရဝတီတို့အဲ့လိုကြီးကြိတ်ကြမှာဆိုတော့ဘလောက်ထိအကျိမ့်နဲ့ရှိနိုင်မလဲဗျာဒီလိုပြိုင်ပွဲမျိုးဖြစ်လာပါစေလို့လဲကျွန်တော်အထီးမတိုင်ခင် တနေ့နှစ်နှစ်လောက်ကစဉ်းစားမိသေးတယ်ဘာလို့လဲဆိုတော့ဘန္နာခွန်ကိုအားပေးရမလားစီးပွားကူတန်းကိုအားပေးရမလားဝေကွဲမရဖြစ်နေတယ်လေထိတ်ဆုံးကအတင်းကိုအားပေးဖို့ဆိုတာကလည်းသူတို့နှစ်တင်ကတလဲစီအဆင့်တကိုယူနေကြတာဆိုတော့ဝေကွဲရခက်ဖြစ်နေတာအခုတော့အဆင်ပြေပြီရန်ကုန်မှာနေတာဆိုတော့ရန်ကုန် United ကိုအားပေးပြီပေါ့ ပထမဆုံးမြန်မာ nationality ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့တဲ့အသင်းတွေကတော့ရန်ကုန်တိုင်းဒေသကြီးကိုစားပြုရန်ကုန် United မန္တလေးတိုင်းဒေသကြီးကိုစားပြုရတနာပုံ FC ၊ပဲခူးတိုင်းဒေသကြီးကိုစားပြု Delta United ၊ပဲခူးတိုင်းဒေသကြီးကိုစားပြုအုတ်တာ United ၊မကွေးတိုင်းဒေသကြီးကိုစားပြုမကွေး FC ၊စကိုင်းတိုင်းဒေသကြီးကိုစားပြုဆရာရွှေမြည် FC ၊ရှမ်းပြည်နယ်ကိုစားပြုကမ်ဘောဇာ FC အသင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေကိုကိုစားပြုတဲ့စောက်တန်းမြန်မာတင်လို့ဖြစ်ကြပါတယ်။မြန်မာနိုင်ငံရဲ့ပထမဆုံး professional league ပထမဆုံးဘောလုံးပွဲကိုတော့2009ခုနှစ်မေလ16ရက်ညနေ4နာရီအချိန်ရန်ကုန်မြို့တဝနာအားကစားကွင်းကြီးထဲမှာရန်ကုန် United အသင်းနဲ့ဇေယျရွှေမြည်အသင်းတို့ရှင်ပြိုင်ခဲ့ကြပြီးရန်ကုန် United က6ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲကိုတော့မြန်မာ nationally တမိုင်းရဲ့ပထမဆုံးဘောလုံးပွဲလို့ပြောလို့ရပါတယ်ဒီနေရာမှာပြိုင်ပွဲကျင်းပပုံတွေကိုတစ်ချက်ရှင်းပြပါရစေစုစုပေါင်းပြိုင်ပွဲဝင်အသင်း၈သင်းရှိပါတယ်ပြိုင်ပွဲအလုံးကိုတော့ရန်ကုန်မြို့တဝနာအကစားကွင်းနဲ့အောင်စံအကစားကွင်းတို့မှာကျင်းပတာဖြစ်ပါတယ်အိမ်ကွင်းအဝေးကွင်းစနစ်မရှိသေးတာကြောင့်၈သင်းပတ်လည်တချော်ရဲကစားရပြီးတသင်းကိုစုစုပေါင်း9ပွဲစီကစားရပါတယ် ရမှတ်အများဆုံးအသင်းနှစ်သင်းကဗိုလ်ပွဲရှင်ပြိုင်ကစားရမှာပါ၂009ခုနှစ်မေလအလယ်လောက်ကနေစတင်ခဲ့တဲ့ပြိုင်ပွဲကတလကျော်နှစ်လနီးပါးသာကြာမြင့်ခဲ့ပြီးအသင်းအားလုံးခုနှစ်ပွဲစီကစားအပြီးမှာတော့ရတနာဘုံအသင်းကခုနှစ်ပွဲကစားနှစ်ပွဲတည်းရရှုံးပွဲမရှိခဲ့ပဲရမှတ်၁၈မှာရရှိကမပေးစရာရထေဆုံးနေရာမှာရည်တည်နိုင်ခဲ့ပါတယ်ဒုတိယနေရာမှာတော့ရန်ကုန်အသင်းကခုနှစ်ပွဲကစားနာပွဲနိုင် တပွဲတည်းရ ပွဲရှုံးခဲ့ပြီးရမတ်16မှတ်နဲ့ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ပထမဆုံး professionally ပြိုင်ပွဲရဲ့ပထမဆုံးချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုရယူဖို့ရန်ကုန်သားတွေနဲ့မန္တလေးသားတို့တူရာကွန်ကြီးတဲမှာစီဂျင်းထိုးရပါတော့မယ်။နောက်မှာမြန်မာဒါဘီပွဲစဉ်လို့ခေါ်ဝေါ်တမုတ်ချင်းခံရမယ်။ရန်ကုန် United နဲ့ရတနာပုံ FC တို့ရဲ့ချန်ပီယံလူဝဲကြီးကမကြမီစတင်ပါတော့မယ်။မန္တလာသူမန္တလာသားတွေကလည်းတူဝနာကွင်းကြီးရဲ့အရှိတ်ဘတ်ပွဲကြီးစဉ်နဲ့ တောင်ဘက်ပွဲကြီးစင်နေမှာအပြည့်ရန်ကုန်သူရန်ကုန်သားတွေကလည်းအနောက်ဘက်ပွဲကြီးစင်နဲ့မြောက်ဘက်ပွဲကြီးစင်နေမှာအပြည့်အတိအကျနေရာယူထားကြပါပြီကျွန်တော်ကတော့အိမ်က23လမ်းမ TV ရှိမှာပါပွဲကတော့စပါပြီရန်ကုန်မှာကျင်းပတဲ့ဘူလူပွဲဖြစ်ပေမဲ့မန္တလေးတိုင်းသားတွေရဲ့အပိတ်ကြံ့ကြက TV ကကြည့်နေတဲ့ကျွန်တော်တို့ကြက်သီးမွေးညင်းနဲ့ထားစေပါတယ်ပထမပိုင်း15မိနစ်ရောက်မှာတော့ရတနာဘုံတိုက်စင်မှုရန်ပိုင်ရဲ့အတွင်းကိုနဲ့ရတနာဘုံတို့ပွဲကိုဥဆောင်ခဲ့ပါတယ် ဦးဆောင်ကိုပေးလိုက်ရတဲ့ရန်ကုန် United အသင်းအနေနဲ့ကလည်းကစားတင်လာခဲ့ပြီးမျိုးမင်းထွန်းကြည်လင်းကျော်စရာဝင်းတို့ရဲ့ကွင်းထဲတိုက်စစ်ကလည်းရတနာဘုအနောက်တန်းကိုတော်တော်လေးလှုပ်ရှုပ်စေခဲ့ပြီးပထမပိုင်းပွဲကစားချိန်52မိနစ်အရောက်မှာတော့မျိုးမင်းထွန်းကရန်ကုန် United အသင်းတွက်ချေပါကိုသွင်းယူပေးခဲ့ပါတယ်ပထမပိုင်းပွဲကစားချိန်အပြီးမှာတော့တစ်ဖက်တကိုးစီတည်ကြနိုင်ခဲ့ပါတယ်ဒုတိယပိုင်းပြန်စားပြီးပွဲကစားချိန်56မိနစ်မှာတော့ ပန္နဒီအေရိယာထိပ်ကကြည်ရင်းလှပတဲ့ဝေးကန်ချန်တဲ့အတူရန်ကုန်လိုဥဆောင်ကိုရခဲ့ပြီးပွဲကိုအနှဲငယ်ထိန်းကစားခဲ့ပါတယ်။ရတနာပုတ်အသင်းအနေနဲ့လည်းခြေပါကိုရရှိရတဲ့အတွက်တိုက်စင်မြင့်တင်လာခဲ့ပြီးဒုတိယပိုင်းပြီးခန်နေ87မိနစ်အရောက်မှာတော့ရတနာပုတ်ကွန်းနဲ့တိုက်စစ်ကစားသမားထွထွန်းဝင်းကခြေပါကိုပြန်လဲတွင်းကိုလိုက်ချိန်မှာတော့သူဝနာကွင်းကြီးတစ်ခုလုံးဟိဟိညံသွားခဲ့ပါတယ်။နှခုနှခုဆိုတဲ့ရလနဲ့ဒုတိယပိုင်းပြီးဆုံးခဲ့ပြီးချန်ပီယံအဆုံးအဖြတ် ပနရီကန်သွင်းရမယ့်အချိန်ကိုရောက်လာခဲ့ပါတယ်။ပွဲပြီးမှာတော့ဟန်ဒလီသားတို့ရန်ကုန်မြို့မှာအောင်ပွဲခံကွင်ရခဲ့ပြီးရတနာပုံအသင်းကလည်းမြန်မာ National League တမားရဲ့ပထမဆုံးချန်ပီယံဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီလိုပွဲမျိုးဒီလိုပရိသတ်မျိုးကိုမြန်မာ National League မှာမတွေ့ရတာကြာပါပြီ။ရှကူခေဘောလုံးအဖွဲချုပ်ကပဲညံ့လာလားအဲ့ဒီခေဘောလုံးအဖွဲချုပ်ကပဲတော်လာလားမသိပေမဲ့ရှကူခေမြန်မာ National League ပွဲတွေကတော့ကွင်းထဲမှာတရေ6မှာတော့ကြောက်ရလောက်တဲ့အထိကိုတိတ်ဆိတ်နေတာပါ မြန်မာပေါ်လုံးလောကပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက်ကျွန်တော်တို့နိုင်ငံသားတိုင်းမှာတောင်းဝန်ရှိပါတယ်ခင်ဗျာပရိသတ်အပြင်နဲ့ဘလုံးပွဲတွေကိုမြန်မာ national league မှာပြန်လည်မြင်တွေ့ခြင်းနဲ့စိတ်ဆန္ဒနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပြေးထွက်သွားတယ်ခင်ဗျာခြေတော့နဲ့တိုက်ပြီးတော့တိုက်သွားတာခင်ဗျာအခုဆိုရင်ကျွန်တော်တို့မစ္စီဘိုမဝင်ပါဘူးခင်ဗျာတောင်းရတဲ့ FC တင်းက၃ဂိုးမှာတကိုးပဲဝင်ပါသေးတယ်ခင်ဗျရန်တော် FC တင်းကအခုဒီဘောလုံးတစ်ဖက်ဟာဆုံးဖြတ်တော့ပေါ်ပါခင်ဗျာ၃ဂိုးမှာ၃ဂိုးလုံးဝင်ထားပါတယ်ခင်ဗျာကမ်းပါခင်ဗျာတင်းကောင်းဆောင်ခင်မောင်ထွန်းကိုတိုင်ကံမှာဖြစ်ပါတယ်ခင်ဗျာဒီလုံးဟာကျွန်တော်တို့ရန်တော် FC တင်းအတွက်ဆုံးဖြတ်ဖြစ်ပါတယ်ခင်ဗျာ မောင်ထွန်းဝင်ပါလေခင်ဗျာရန်တော်မို့ SC တင်းကလှလှပါပါနဲ့တွင်းရင်ပြီးတော့ကျွန်တော်တို့မြန်မာ National League ဖလားဒရုဏန်နဲ့2009ရဲ့နောက်ဆုံးဘောလုံးပွဲပြန်ပွဲကြီးမှာကျွန်တော်တို့အားလုံးရန်တော် FC တင်းက6-9ရောင်ကျင်းတဲ့ FC တင်းက3-9နဲ့အနိုင်ရရှိပြီးတော့ သွားပါကြောင်းပြပြပါတယ်ခင်ဗျာကြာမချိန်တွင်းမှာစုပေးဝဲခန်းနာကိုချင်းပါပါဖြစ်ပါတယ်ခင်ဗျာ